မင်္ဂလာရှိသော ကောင်းမြတ်တဲ့နေလေးဖြစ်ပါစေလို့ဥစွာပထမတောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်။ဝိဇ္ဇတို့ယနေ့ယခုအချိန်မှာဆိုရင်ဖြစ်ပေါ်နေတဲ့ကပ်ဘေးတစ်မျိုးဖြစ်တဲ့ငလျင်ဘေးကြီးအတွက်ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအပါအဝင်အနေနဲ့ရရမှရှိနေတဲ့ အလူရှင်မိသားစုကနေပြီးတော့ပေါင်းစုပြီးတော့ထောက်ပံ့ကူညီလူဒန်းနေကြတော်တည်ရှိပါတယ်။ဦးဇင်းတို့ရဲ့ဆိုရှယ်မီဒီယာတွေကလည်းချိတ်ဆက်ဆက်တွေ့ပြီးတော့ထောက်ပံ့ကူညီလူဒန်းနေတာတွေရှိပါတယ်။ဦးဇင်းတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေပြီးတော့ဆက်တွေ့ထောက်ပံ့ကူညီလူဒန်းထားတဲ့ကုသိုလ်ရှင်မိသားစုများကို ဖတ်ကြားပေးပါမယ်မောင်အောင်မိုးသူမတ်မိုးပွင့်ဖြူမိသားစုမှတထောင်ဘတ်လှူဒန်းထားပါလေကိုတင်တင်ဦးမချောစုလိုင်သာမောင်ကောင်းမြတ်ဦးမောင်လာရောင်တို့မိသားစုမှ900ဘတ်လှူဒန်းထားပါလေ ကိုရဲကိုမကြည်ကြည်ဝင်းသာမောင်သူရာထွန်းမိသားစုမှ900ဘတ်လှူဒန်းထားပါလေမောင်စုံနေလင်းမိသားစုမှ300ဘတ်လှူဒန်းထားပါလေကိုကျော်သူရာမရင်ွဲ့မိသားစုမှ900ဘတ်လှူဒန်းထားပါလေ ကိုကျော်သက်ဆိုမတင်သင်းချိုသမီမအိမ်ချစ်ပုံမိသားစုမှရှစ်ရာဘတ်လှူဒန်းထားပါတယ်ခေါဆန်နဲ့ရေဝလမြန်မာမိသားစုများမှ9,680ဘတ်လှူဒန်းထားပါတယ်ကိုကျော်စင့်မဖြိုး နင်းမိတ်ဆွေများမိသားစုမှ1130ဘတ်လူဒန်းထားပါတယ်မနင်းမို့မို့ထွန်းသာမောင်အောင်ပြေစုံမောင်ဖြူမင်းဟိန်မိသားစုမှ900ဘတ်လူဒန်းထားပါတယ်ကိုစီသူအောင်မတ်ရွှေရီဝင်းမိသားစုမှ900ဘတ် လှူဒန်းထားပါတယ်။ဥထေအောင်ဒေါ်စန်းထေမိသားစုမှ900ဘက်လှူဒန်းထားပါတယ်။ကိုအောင်မွန်မတန်းနယ်ဖွေမိသားစုမှ900ဘက်လှူဒန်းထားပါတယ်။ကိုသိန်းထိုက်စိုးမတန်းတန်းစိုးမိသားစုမှ 300ဘတ်လူဒန်းထားပါတယ်ကိုကျော်ထက်မအီမီခိုင်မိသားစုမှာ900ဘတ်လူဒန်းထားပါတယ်မထထအောင်မိသားစုမှာ300ဘတ်လူဒန်းထားပါတယ်ကိုနိုင်လင်းမမြထေမိသားစုမှာ600ဘတ်လူဒန်းထားပါတယ် ကိုပြေဖြူအောင်မယမင်းတန်တာအောင်မိသားစုမှာနှစ်ယောက်ဘက်လူတန်းထားပါတယ်မောင်ဝေယံဦးမိသားစုမှာသုံးယောက်ဘက်လူတန်းထားပါတယ်မတန်တန်ထေမိသားစုမှာသုံးယောက်ဘက်လူတန်းထားပါတယ်ကိုကျော်ဦးမငငငမိသားစုမှာ 200ဘတ်လူဒန်းထားပါတယ်ကိုမျိုးကိုကိုမဝင်းပပကျော်မိသားစုမှာ1000ဘတ်လူဒန်းထားပါတယ်ကိုကျော်စင်ဦးမလလေသိန်းသားမောင်ဝီရန်ဦးမိသားစုမှာ1000ဘတ်လူဒန်းထားပါတယ်ကိုအေးရွှေခကိုသာပူ မယီနွယ်မိသားစုမှာ900ဘတ်လူဒန်းထားပါတယ်ဥပါထောဒေါ်ဖွားဤတို့ကို အမှုထားပြီးသာမောင်စောဧဖူမိသားစုမှာ2000ဘတ်လူဒန်းထားပါတယ်ဦးစိန်အောင်မြင့်ဒေါ်ခင်မာရွှေတို့ကို အမှုထားပြီးသမီးမခင်သီတာ မိသားစုမှာငါရဘက်လူဒန်းထားပါလေမခင်မာလွင်မိသားစုမှာတထောင်ဘက်လူဒန်းထားပါလေမထဖူးငုံမိသားစုမှာငါရဘက်လူဒန်းထားပါလေမောင်ကျော်ကိုကိုဟိန်မိသားစုမှာငါရဘက်လူဒန်းထားပါလေ ကိုကျော်စုမခင်တန်တာဝင်းသမီးမဘယ်လာမိသားစုမှ900ဘတ်လူတန်းထားပါတယ်မတ်တင်စားလွင်မိသားစုမှ1000ဘတ်လူတန်းသွားပါတယ်ယခုဦးစင်ဖတ်ကြားပေးခဲ့တာတွေကဦးစင်တို့ social media ကို ချိတ်ဆက်ဆက်တွဲပြီးတော့ထောက်ပံ့ကူညီလူဒန်းထားတဲ့ကုသိုလ်ရှင်၊ဗာယကံရှင်မိသားစုများဖြစ်ပါတယ်။ကြာရှိနေသေးသည်ကုသိုလ်ရှင်၊ကာယကံရှင်မိသားစုများကိုလည်းဆက်လက်ပြီးပေါ်ပြဖတ်ကြားပေးတော်မှာပဲဖြစ်ပါတယ်။ယခုလိုထောက်ပံ့ကူညီလူဒန်းတဲ့အတွက်ကြောင့် ဝိနီမှာရှိတဲ့ဒါယကာဒိကမာများအားလုံးကဘာသူကဘာသားအားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးဘေးအမျိုးမျိုးရန်အသွေးသွေးကပ်ဘေးအမျိုးမျိုးမှာကင်းစင်လွင်ပြောင်းပါပြောင်းချုပ်ငိမ့်နိုင်ကြပါစေလို့တောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်